ကျွန်တော်ပြန်လာမှအသက်ကြီးပါအဖေဖအေနဲ့သားတွေဆိုတာဟာနေတဲ့ခင်နှခီရဲ့ညီနိုင်ရခက်တဲ့တန်တမန်ကြီးပဲအစိုးရတွေလွဲချော်သမျှစနစ်တိုင်းအတွက်ဖအေတွေကပဲခေါင်းခံရတယ်စားဝတ်နေရေးငွေချာပေးခေကြီးကလေးလံလိုက်တာ တို့ဖေဖေဂီတာကိုဘယ်လိုတီးရမှာ ။သပင်ကိုဘလို့ထားရမှတော်လန်ရေးဆိုတာအိမ်ကားစားတာပဲ။ဘာမဟုတ်တဲ့မာနာလေးလက်တစ်စွေနဲ့အရွက်တိုက်ရင်တားဖပေါင်းများစွာ ဝေးကြဘူးတယ်။ဖအေနဲ့သားတွေကြတရားတစင်းရှိလာရင်ဖျားစင်တွေအစားစာအုပ်စင်တွေခန်းထားလာလိမ့်မယ်။ဒါပေမဲ့အိမ်ဆိုတာငှားပဲနေနေဘယ်နှလုံးပဲရှိရှိ ပြန်စရာနေရာတစ်ခုရှိရင်အိမ်လို့ခေါ်တယ်။ယောက်ျားလေးတယောက်ကယောက်ျားလေးတယောက်ကိုတသက်လုံးအမတ်ရနိုင်မဲ့အရာကလည်းဖအေးပဲဖြစ်တယ်။ကျွန်တော်ပြန်လာမှအိုမင်းရင်ရောပါအိမ်ကလေး။ကျွန်တော်ပြန်လာမှအထမ်းမြင့်တိုက်တွေဖြစ်ပါလန်းကလေး။ကျွန်တော်ပြန်လာမှအသက်ကြီးပါအဖေ။ရွှေကျယ်မှု